စမူဆာဟာကဘာတဝမ်းမှာလူတီများပြီးလူချိန်များတွေမုန့်တမျိုးပါတူရည်မူလစင်းမြစ်ဟာအလေပိုင်းအာရှကနေစတင်ခဲ့တာဖြစ်ပြီးရာစုနှစ်ပေါင်းများစွာအတွင်းမှာကဘာနှံ့ပြက်နှံ့သွားခဲ့ပါတယ်မူလစင်းမြစ်နဲ့ပြက်နှံ့လာပုံအလေပိုင်းအာရှဒစရာစုခန့်ကအီရန်နိုင်ငံယခင်ပါရှားနဲ့အလေပိုင်းအာရှဒေသတွေမှာစတင်ပေါ်ပေါက်ခဲ့တယ်လို့ယူဆကြပါတယ်အဲ့ဒီအချိန်ကစံပူဆက်လုခိုပြီးအသားအခွန်မာသီးတွေနဲ့ပြုတ်လောက်ထားတဲ့အိပ်ပုံစံမှုလေးတွေဟာ စစ်တဲတီနဲ့ကုန်းတဲတီအတွက်လန်ခီးမှာအလွယ်တကူစားသုံးနိုင်တဲ့အစားအစာတမျိုးထိခဲ့ပါဗါတယ်။သူတို့ကိုရင်းနှီးစည်းနဲ့ကြိုလိရှိပြီးအကြာကြီးထားလို့ရအောင်ပြုလုပ်ခဲ့ကြပါဗါတယ်။ အိန္ဒိယတို့ရောက်ရှိလာခြင်း13ရာစု14ရာစုနှစ်တွင်မှာအိန္ဒိယကိုအုပ်စိုးခဲ့တဲ့ဒယ်လီဆူလ်တန်လက်ထက်မှာစမူဆာဟာနိုင်တွင်းစပွဲတွေရဲ့အဓိကဟင်းလျာတစ်ခုဖြစ်လာခဲ့ပါတယ်။မွတ်စလင်ကုန်းတယ်တွေဟာအသားအထူးသဖြင့်အမဲသားဒိုမဟိုစိတ်သားကိုအဓိကထားပြီးစမူဆာကိုပြုလုပ်ကြပါတယ်။ဒေတာလိုက်ပြောင်းလဲလာခြင်းအိန္ဒိယမှာပြတ်နှံလာတာနဲ့အမျှစမူဆာဟာဒေတာအလိုက်အရသာနဲ့ပါဝင်ပစ္စည်းတွေပြောင်းလဲလာခဲ့ပါတယ်။အိန္ဒိယလူမျိုးအများစုဟာတသက်လွတ်စားသော ချီထစ်တဲ့အတွက်အသားအစာအာလူဖျောအမျိုးမျိုးဟင်းတိဟိရတဲ့နန္တာမျိုးတွေနဲ့ပြုလုပ်ထားတဲ့တသက်လွတ်စမှုစာတွေဟာအလွန်ရေပန်းစားလာခဲ့ပါဗျ။မြန်မာနိုင်ငံမှာလဲစမူစာဟာလူကြိုက်များတဲ့အစာပြေမှုတစ်မျိုးပါ အာလူကျွတ်တုံညင်ကလားပဲနနန်မင်းနဲ့ငရုတီးနဲ့နန်သားမျိုးတွေနဲ့အစာထွက်ထားပြီး sauce အမိုးမျိုးနဲ့တွဲဖက်စားသုံးကြပါတယ်။မနှစားနိလေစာနဲ့ညနေစာတွေမှာပါအလွယ်တကူရှာတွေ့နိုင်ပါတယ်။ဒါကြောင့်စမူစာဟာရိုးရှင်းတဲ့အစာပြေမှုတွေမျိုးဖြစ်ပေမဲ့သူ့မှာကြွယ်ဝတဲ့သမိုင်းကြောင်းနဲ့ကဘာတဝမ်းကိုဖြန့်ကျက်ထားတဲ့ယဉ်ကျေးမှုဆိုင်ရာရဲ့အမွေနှစ်တွေရှိနေပါသေးတယ်။